နောက်တစ်ခုကတော့ဒီတပ်ပိညုခရာပေါ့အဲတပ်ပိညုခရာကိုကျွန်တော်သွားဖူးလိုက်တာကျွန်တော်တပ်ပိညုခရာဟိုပစ္စယံနေပေါ့နော်အပေါ်ပစ္စယံနေတိရှိပြီးတော့ဟိုအဲ့အဲ့ဒီအပေါ်ကနေပြီးတော့ကြည်ရတာဟာတဲ့ဒီပကံလွင်မြင်တစ်ခုလုံးကြည်ရတာငိမ့်ချမ်းပြီးတော့အတုမရှိတဲ့တက်ငိမ့်နဲ့အခင်းကြီးကိုဟိုမြင်ရတယ်ပဲပေါ့ခံစားရတယ်သူငယ်တော့အဲ့ကိုတက်ဖူးတယ်တဲ့သူသူသူ့ရဲ့မေဆွေရဲ့ အဲမောင်ဝမ်းခွဲတယ်အမေစုဦးလေးနဲ့လာမှုတက်ပြီးတော့လေသူအဲ့ဘော်နဲ့အဲ့ဒါလေးကြည့်ဘူးတယ်ဒါပေမဲ့69နှစ်နောက်ပိုင်းမှာတော့အဲဒါတွေကဟိုဒီဖရားရဲ့ဒီရိုးရိုးပေါ့နော်တို့အိုးအိုးအိုးသာလာတဲ့ခါကျတော့ဒီဟိုအန်နေရှိမှသူတို့တက်ခွင့်မပေးတော့တာတကယ်ဖြစ်တယ်တော့ဒီဒီနောက်ပိုင်းတော့အဲ့ဒါကြည့်ဝင်မရတော့ပေါ့နော်အဲ့တော့အားလုံးကသူကပြန်ခြုံလဲမယ်ဆိုတော့ဒီပကံဟာတဲ့ကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာအရေးပါတဲ့အထိမ့်မှတစ်ခုဒါမကဘူးကမ္ဘာရင်ကျင်းမှု အငွေနဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာလည်းတည်တူတူလုံးသားထဲမှာဆွဲထင်နေအောင်သူကဒါကိုလည်းကျွန်တော်ကစော်ရမယ်ပေါ့နော်သူအဲ့လိုလည်းသူပြောတယ်ဒါတစ်ခုကနောက်တစ်ခုကတော့ကျွန်တော်တို့သွားခဲ့တဲ့ဆော့ဟို0တက်လာအဲ engine တော့ပေါ့အဲ့အဲ့အဲ့ဒါတော့သူကဘလို့ဘလို့ခိုင်းနိုင်လဲဆိုတော့ဒီကြမ်းတဲ့နဲ့ခံနေတာအလေကအဲရဲရဲဝင်းဝင်း OAC လေးတစ်ခုတစ်ခုခိုင်းအဲ့အဲ့သူအဲ့လိုအဲ့လိုခိုင်းနေတယ်ဒီကျွန်တော်ဒီပုံပြနေကျွန်တော်လည်းအံ့ဩပါတယ် ဒီလိုပူပြင်းတဲ့လေဟိုဒီညာဒေသမှာတို့တက်တော့တက်တော့လေးရှိမယ်ဆိုတာကိုမထင်ဘူးဒါကြောင့်မို့သူကဒီကြမ်းတမ်းတဲ့ခန္ဓာကအလေပါရဲဝုံအူရီစီလေးတို့တို့တော့တုံတုံခိုင်ခိုင်နေတယ်ညွန့်ခိုင်နေခဲ့တယ်။နောက်အဲ့မှာသူဟိုအမေစုကိုကြည့်ဖို့လာတဲ့အဲပြည်သူတွေပေါ့သူမေးတဲ့ခါဘာလို့အပ်လဲဆိုတော့သူကရေလိုအပ်တယ်တဲ့။ဒါပေမဲ့အဲ့မှာကအဲ British Asia Japan လာမသိသူတို့ဟိုဟိုစိတ်အွှင်းနေလေဆောက်ထားပြီးခဲ့တယ်။ဒါပေမဲ့လည်းတချို့နေရာတွေကဝေးတော့လေလာပြီးတော့ရေခတ်လာရင်နောက်တစ်ခုက ဟိုအစိတ်အပြင်းပေါ်မှုတဲ့ဒီဇယ်စီကိုဟိုကုန်ကြစိတ်ပေးရတာတွေကလည်းဝန်ထုတ်ဝန်ဘူးဖြစ်နေသေးတယ်ဆိုတာကိုပြောပြောခဲ့တယ်ပေါ့အဲ့ဒါတစ်ခုနောက်တစ်ခုကတော့ကျွန်တော်ပုတ်ပါးကိုဆက်သွားတယ်အဲ့အဲ့ဒီကာလမှာပဲပုတ်ပါးကတော့သူကဘလို့နိုင်လဲဆိုတော့ကျွန်တော်တို့ဟိုနှကူးခွေတဲ့လူကြီးပေါ့နှကူးခွေတဲ့လူကြီးရဲ့မြန်မာနိုင်ငံနှကူးခွေတဲ့လူကြီးရဲ့ဒီအထိမ့်မှတ်တစ်ခုဟိုထိထိမ့်မှတ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့လိုအဲ့လိုအဲ့လိုသူပြောတယ်နှစ်စင်ပေါ့ဒီဒီနှက်ပွဲကိုလာလာလာတဲ့ခါမှာဒီနှက်ပွဲကိုလာတာလည်းမကဘူးပေါ့ကျွန်တော်တို့ဒီ အဲမင်းအကြီးအဆက်ဆက်ကြီးဒီဆောင်ရွက်ခဲ့တဲ့အထိမ့်မှတ်တွေကိုလည်းဟိုတချို့ကြံခဲ့တာတွေပဲလာကြည့်တဲ့ဟိုဒီဒီဒီလေးလေးလာသူတွေနေလဲပါတယ်ပေါ့အဲ့ဒါကြောင့်မို့ဟိုတနစ်တနစ်ကိုဟိုတိမ့်နေချီတဲ့အဲလူကြီးကဒီပုတ်ပါတောင်လာခဲ့တယ်ကနောက်တစ်ခါသူကအဲ့ပုတ်ပါတောင်မှယူတော့မတက်ပဲနဲ့အဲ့ပုတ်ပါတောင်ကဒီပြိုးဥယျာဉ်ပေါ့ပုတ်ပါတောင်ကတောင်ကအမျိုးသားဥယျာဉ်ပေါ့အဲ့အမျိုးသားဥယျာဉ်တော့သွားလေးလာကြတယ်အမျိုးသားဥယျာဉ်မှာကျတော့ပြထားတာကြီးကကျွန်တော်လက်ပြမျိုးဆုံး နောက်ကတက်ခွာပိုင်းမျိုးစုံနဲ့ပြင်အဲ့ဒီအဲ့ဒီကိုရင်းမှာဗားရီစိုက်ထားတယ်ဆိုတော့တို့ဆေးဘက်ဝင်တီးပင်စားပင်ကြီးစိုက်ထားတယ်။နောက်ဆေးဘက်ဝင်တိုင်းရင်းဆေးပင်ကြီးစိုက်ထားတယ်ပေါ့။အဲ့တော့အဲ့ဒါကိုလည်းဟိုမေစုကသဘောကျပါတယ်။ဘာလို့ဆိုဒီရရှိတဲ့ဒီမြေတွင်းမှာပေါ့သူသူစင်စင်ပြပြလေးလုပ်ထားတယ်။နောက်အဲ့ဝန်ထမ်းတွေကနေတော့ဒီရရှိတဲ့သုံးငွေအဲသုံးသုံးဆွဲငွေပေါ့ရရှိတဲ့ဘတ်ဂျက်ခုံပေါ့။အဲ့ဘတ်ဂျက်တွင်းမှာလောက်လောက်ငန်းငန်းနဲ့ရရအောင်သူတုံးထားတယ်။နောက်တစ်ခုကသူ့အတွက်လည်းအဲပညာလည်းရတယ်တဲ့။ဒါဒါလေးကိုသူတုံးသက်ပြပါတယ်။ နောက်တစ်ခုကတော့ကျွန်တော်တို့အပြီးတော့ဘာလို့သွားလေးလာလဲဖြစ်လဲဆိုတော့ဟိုယွန်းတယ်လုပ်ငန်းပေါ့ပကံမှာရှိတဲ့ယွန်းတယ်လုပ်ငန်းကိုအဲလေအဲလေးလာပြီဟုတ်ကဲ့အဲ့ဒါလည်းလေးလာပြီတယ်နောက်တစ်ခုကသူကစိတ်ဝင်စားတာခန်းခန်းပေါ့အဲ့အဲ့မှာရှိတဲ့ဒီသားဒီခန်းနဲ့ပတ်သက်ပြီးတော့ဟိုတံပိုးဝမ်းကြောင်းတွေညားတယ်ပေါ့ဟိုမှာထန်းရွက်ထန်းလက်ကနေပြီးတော့ကျွန်တော်တို့ဒီတောင်းနေရက်တာတို့နောက်တစ်ခါကျွန်တော်တို့ဒီထန်းဘလက်ကလခိုင်းနေလောက်တာတို့ပြီးတော့အဲ့ထန်းထွက်တဲ့ထန်းဒီ ောက်ထမ်းရီပေါ့ပင်ကြရီပေါ့အဲအဲ့ရနေပေါ့ထင်းရက်လောက်တာနေပေါ့သူကအဲ့ဒါလေးပဲသူနေပြီးတော့ဒီဟာတွေကိုဘလို့ဟိုဖွံ့ဖြိုးမှုတိုးတက်အောင်လုပ်ရမလဲဆိုတာကြီးလဲသူအဲ့ဒါလေကြံကြံပြေးပြေးတယ်သူသူလည်းလေ့လာတယ်ပေါ့ဟုတ်အဲ့ဒါလေးရှင်းပြတာအဲ့ဒါဒါလေးကိုလည်းသူကဟိုကျွန်တော်အခုပြောပြနေတာဒီတော့မပြည့်စုံပေါ့အဲ့ဒါဟိုအမေစုကနေဟိုပြန်ရေးတဲ့အဲ့ဒီပေါ့ပေါ့မြန်မာပြည်ကပေးတာများပန်းပြခီးများဖတ်ကြည့်ဟာသူ့ရဲ့ဒီရေးသားပြီးတော့ဒီဒီရဲ့ဟာပြီးဒီခီးစဉ်တစ်ခုလုံးတကယ်ကို ဟိုတုံးတက်ပြီးတော့လေသူရေးသားပြတာတော်တော်အစ်ကိုဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့သွားတဲ့ခါမှာမေဆူကကျွန်တော်တို့ဟိုရှင်းပြတာလေးတွေရဲ့ကျွန်တော်တို့အဲ့ပြန်ဖတ်ဖတ်တာလေးတွေပေါင်းဆက်ပြီးတော့ဒါဟိုပြောပြောပြတာပေါင်းတယ်ဟုတ်ကျွန်တော်အဲ့စာကိုဖတ်ပြီးတယ်ဟုတ်ထောင်ထဲမှာဟုတ်ထောင်ထဲကိုပြောမလို့ဆိုကျွန်တော်တို့ဟိုပြည့်ဝတွင်းရတာပေါ့ထောင်ထဲမှာကျွန်တော်တို့အဲ့ခေတ္တကစာမဖတ်ရအောင်ဟုတ်တယ်အဲ့စာကိုတွင်းလာတာဘယ်လိုတွင်းလာလဲဆိုတော့ကိုကြည့်တို့ဟုတ်ကျွန်တော်အခွဲချုပ်ကကိုကြည့်တို့ကကိုကြည့်တို့ကကဟုတ်ထောင်ကြလာအောင်ထောင်ကြလာတော့ကက နောက်ဆုံးကြတာပေါ့နော်ကျွန်တော်တို့ထောင်ထဲကိုစောကြီးရောက်နေတော့ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်ဓာရိုက်ဖက်ချင်တယ်ဆိုအဲတွင်းမယ်ဆိုတော့ဝင်ထဲကိုပတ်ဆက်ပြီးပြီးတော့ဟုတ်ကဲ့အဲမြို့ဝယ်တွင်းတာပေါ့အဲဆောက်ကြီးကတော်တော်ထူတဲ့လက်နေလုံးလောက်ရှိမယ်ပမာလူပြန်ထားတယ်ဟုတ်ဟုတ်ဟို original တော့မဟုတ်ဘူးသူကဟုတ်ဟို copy ပေါ့ copy ဆွဲထားတာပေါ့ဟုတ်ဟုတ်အဲမိတ်သူမိတ်သူစာအုပ်ဟုတ်ဟုတ်အဖက်လို့အရန်ကောင်းတာပဲဒီလားဟုတ်မခေါက်လို့တော့ဖက်လိုက်တယ်ဟုတ်တယ်ပါတခြားရဲပေါ်လည်းပုံဖက်ကြတယ်ပြီးတော့မှဗျာရှာပွေးလုံးမဆိုတော့အဲ့ဒါယူဖြည့်စည်းပြီးတော့လုံးချီပြီးတော့ရေနဲ့စိတ်ပြီးတော့ လွတ်ပြလိုက်အေးအေးအဲ့ဆောက်ထဲမှာတော့မပါဘူးထင်တယ်အခုဥဟာကြတော့လေဟုတ်ပန်းဖြေနားရများခီးတော့သူဆော့ပြောတော့ဟိုမိုင်းနီချီဘွန်အဲမိုင်းမိုင်းချီဒီတင်းစားမှာသူကျွန်တော်တို့အခန်းစိတ်ခုနှစ်ရက်ပေါ့ခုနှစ်ရက်နေ့ကျွန်တော်တို့မာကျွန်တော်နောက်ဆုံးမအဲ့ပကံအကန်းလေးပြန်ခဲ့တယ်ပေါ့ရှင်ရဲ့နေမှာပဲစရည်တာပေါ့အဲယူတော့သူကခန်းဆက်1 2 3 4 4ခုတည်ရည်ခဲ့တယ်ပေါ့ဆိုတော့ကျွန်တော်ပြောခဲ့တဲ့အဲ့ခီးစဉ်ပေါ့တော့ဟုတ်ပါခီးစဉ်အဲ့0တော့ငါဟို ပကံဟောဘာသူသူရဒါဒါလေးကိုရေးကြတာဒါဒါကျွန်တော်ကခီးစဉ်နဲ့ပတ်သက်လို့ဟိုပထမကျွန်တော်တို့ခီးစဉ်စီရေးဆွဲတာရယ်အခုကကျတော့ခီးစဉ်တဘောမှာသူ့ရဲ့ပေါ့အမြင်လေးတွေပေါ့အသူသဘောထားလေးကိုကျွန်တော်ဒါပြန်ပြီးတော့ဟုတ်ကဲ့ဟို share လေးလုပ်တာပေါ့ခင်ဗျဟိုပြန်အများလဲတိတိနေတော့ပြောပြတာဟုတ်ကဲ့ဟုတ်ကဲ့ဟိုကကျွန်တော်တို့ဒီ zero တက်လာအနှစ်ထင်းပေါ့နော် engine တော့သွားပြီးတော့အဲ့မှာကျွန်တော်ပျော်ပွဲစားပဲဆိုတော့သွားတယ်လေဟိုကျတော့ ဟိုအမေစုကိုလာပြီးကြည့်ကျင်တဲ့ပြည်သူတွေကအများကြီးပဲလေအဲ့အဲ့ရွာရွာနေကျိုးတကရွာရွာတော့ကျွန်တော်ကကျွန်တော်တို့စားမဲ့အဲ့ခမင်းခင်းနေဘူးအဲ့ဒီပြည်သူလူတို့ကိုကျွေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ခမင်းမစားပြတော့ဘူးအမေစုလည်းမစားပြတော့အဲ့တော့အမေစုကဟိုသူ့ပုံဟိုဟာရဆိုရင်တော့ကျွန်တော်ဟိုတယ်ပြန်မယ်ဟိုတယ်မှာစားမယ်ပေါ့ဥက္ကနာအဲ့လိုစီစဉ်တာပေါ့ဒါပေမဲ့အမေစုကမဟုတ်ဘူးသူဒီကအဖွဲ့ဝင်တွေလူငယ်တွေဘာမှစားကြတယ်သမီးရောဟိုတရပါတတိခမင်းနိုင်မှာစားတယ်ဆိုတော့အဲ့အဲ့ဆိုင်မှာသူလိုက်စားခြင်းနေတဲ့ဟိုအများနဲ့ပေါ့သူစားခြင်းနေဆိုတော့ အဲ့နဲ့လိုက်လာရအောင်ဒါကြတော့ तू ကအဲ့မှာတရပါတိကြီးကိုဟိုစားပြီးတော့ဗောနော်သူ့ရဲ့သဘောထားလေးပေါ့ तू ကနောက်ပိုင်းစားရေးတဲ့ထဲမှာလည်းထည့်ရေးတယ် तू तू လည်းနှုတ်နဲ့ပြောရဲအဲ့ဒါဒီပတ်စံ300လောက်နဲ့ပေါ့ပတ်စံ300လောက်နဲ့ဒီလောက်ငါတဲ့ခမင်းနဲ့အဲ့မှာသူနှံပတ်ချင်းတို့ခရမ်းချင်းဒီတုပ်တို့ခရမ်းသီးနတ်လေးပြီးတော့ဟိုငပိတွေ့စရာအစုံနဲ့ပြီးတော့ဟိုကြက်သားကျော်အဲကျွန်တော်တို့စိတ်သားကြောအမဲသားကြောငါးချတိပဲပေါ့အဲအဲ့အဲ့ဒါလေးကိုစား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 တာကို ူကတန်ရှင်းလက်ဆက်ရုံလည်းမကောက်တော့ဒီဖိုးရိုးချင်ချင်ချွေတာနဲ့ဒီဟိုလောက်စားစားနေတယ်ဆိုတာလေးသူကသဘောကျတယ်ပြီးတော့အဲ့မှာပါသဘောကျလဲဆိုတော့စားတဲ့အတုံးကြီးတပဲဟိုပတ်စံပေးရတယ်ပေါ့အဲ့ဒါသဘောကျတယ်အဲ့ကြောင့်လို့အဲ့အဲ့ဆိုင်လို့တဲ့သူကဟိုထည့်ရေးခဲ့တယ်နောက်ပိုင်းအဲ့ဆိုင်တွေကလည်းမြေစုဟိုထမင်းစားခဲ့တဲ့ဆိုင်လေးဆိုတော့ဟိုကမှလည်းနာမည်ကြီးပါတယ်ဒါလေးလည်းဟိုကြားပြတ်ထည့်ပေါ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့